Hello အားလုံးပဲမင်္ဂလာပါခုတင်ခဲ့တာမှာအာကျွန်တော် Mongoose ကို installation လုပ်ရအောင်ပေါ့နော်ပြီးရင်သူ့ရဲ့ဟိုဟာရေးထုံးလို့ပြောရမှာအဲ့ဟာလေးကိုကျွန်တော်နည်းနည်းလေးပြောပြမယ်ပေါ့နော် Okay အဲ့တော့ဒီကနေကျွန်တော် Mongoose လို့ကျွန်တော်တစ်ချက်ရိုက်ရှာလိုက်မယ်ဒီ Mongoose ODM ပေါ့နော်ဒီက mongoose.com ဒီ website ကိုကျွန်တော်တစ်ချက်ဝင်မယ်ဒါသူ့ရဲ့ official documentation ပေါ့နော်ဒီ ီ syntax လေးပေါ့နော်လွယ်လွယ်လေးပြတာဘာမှမဟုတ်ဘူးပထမဆုံးအာ connection တခုဒါစပြီးတော့ဖန်တီးထားပါဘောနော် connect method ပါပြီးတော့ကျွန်တော် model တခုဖန်တီးတယ် model မှာဒီအရှိရကျွန်တော်ဒါ document ရဲ့နာမည်ပေါ့နော်ကျွန်တော်အခုဆိုဒီ test database နဲ့လုပ်မယ်အဲ့ဒီမှာ article ဆိုတဲ့ document လေးအာတခုရှိတယ် document ရဲ့နာမည်နောက်ကဒါ validation လုပ်တဲ့ schema ပေါ့နော် validator ပေါ့နော်ဟို validation လုပ်တဲ့ဒီ schema object ကအာ data တွေလမ်းပြီးတော့ ဖြည့်တဲ့အခါမှာမပါဝါဘူးဆိုရင်အဲဒီ validation တွေကလာပြီး fire လာလုပ်လိမ့်မယ်ပေါ့နော် error လာပြလိမ့်မယ်ပေါ့ဗျာဟာအာသူကတော့ဒါပါလုပ်ပြထားအောင်ဆိုတော့အာဒီ database တွေကဒီဟိုက document လေးတကူတည်းဟိုအာ data တကူလာပြီးပြည့်ထည့်ထားပါဘောနော် cat ဆိုပြီးတော့ okay အဲ့ဒါလေးကိုကျွန်တော်အရင်ဆုံးလာရေးကြည့်အောင်အဲ့တော့ကျွန်တော် yarn app နဲ့ mongoose ကိုကျွန်တော် installation တစ်ချက်လုပ်လိုက်မယ် okay mongoose ရပြီအဲ့တော့ထိပ်ကနေကျွန်တော် import နဲ့ mongoose from mongoose okay ပြီးရင်ကျွန်တော် coach နဲ့အာ co analyticity အောင်လို့ connection string ပါเนาะ equal ကျွန်တော် connection string လို့လိုက်မယ်ဒါကျွန်တော်ရဲ့ mongo compass ကနေသွားပြီးတော့တစ်ချက်ကူးလိုက်မယ်ခင်ဗျားတို့ကတော့ဟို online ပေါ်ကဒီ atlas နဲ့အလုပ်လုပ်နေရဆိုတော့အဲ့အဲ့ဒီ string ကိုသွားကူးပါเนาะကျွန်တော်ကတော့ဒီ string ပဲကျွန်တော်ကူးလိုက်မယ်ဒီမှာလာပြီးချိန်ထားပြီးတော့အသုံးပြုနေဆိုရင်လည်းဒီကနေလာကူးလို့ရတယ်ပေါ့เนาะ okay အဲ့ဒီမှာကျွန်တော် page လာပြီးလုပ်လိုက်မယ်နောက်မှာ database ရဲ့နာမည်ပေးရမယ်ပေါ့နော် select dash ဆိုတဲ့အာ database ပေါ့နော် sorry ကျွန်တော် test database နဲ့အလုပ်လုပ်မှာဆိုတော့လေနော် okay ဒီကောင်ကျွန်တော်ဖြတ်လိုက်တော့မယ်မလို့တော့ဘူးအဲ့တော့ course နဲ့ sorry အာ mongoose.co.nl city connect နဲ့ဒီ connection အာ string ကိုကျွန်တော်လမ်းပြီးတော့ပြလိုက်မယ်ဒါဆိုရင် connection ရပြီအဲ့တော့ course နဲ့နောက်တစ်ခုကကျွန်တော် model တခုဖန်တီးဖို့လိုတယ်ပေါ့နော်နောက်ကျရင်ကျွန်တော်ဒီ model ဒီဟာ schema ကျွန်တော်တသက်ခွဲထုတ်ရမှာပေါ့နော် okay အဲ့တော့ဒီမှာ mong sorry okay mongoose model နဲ့ဒါအရှိအ article ကျွန်တော်ကတော့အလွယ်ပဲကျွန်တော်ပြလိုက်တော့မယ်ဘာလို့ဆိုတော့ကျွန်တော် article ထဲမှာ title ရှိမယ်ထင်တယ် အဲ့ဒီမှာတိုက်တိုက်တဲ့ရှိရပေါ့နော်အဲ့တိုက်တဲ့လေးအတွက်ပဲကျွန်တော်ပေးထားလိုက်မယ်တိုက်တဲ့အာဒါ string တိတိုက်ပေါ့နော် okay ဒါဆိုကျွန်တော်တို့ရေးလို့ရပြီအဲ့တော့ mongoose မှာရှိတဲ့ method တွေဥပမာဆိုလိုတာကျွန်တော်အရင်ဆုံးအရင်တော့ရေးခဲ့တဲ့ mongodb မှာဆို dot find ဆိုလို့ရှင်းလာအာဒီကောင်ကဘာလို့ဆို mongoose မှာ promise return ပြန်လာပေါ့နော် promise return ပြန်တယ်အဲ့တော့ dot then နဲ့ကျွန်တော်လမ်းပြီးတော့ခေါ်ဖို့ဒီ promise ကို handle ပြန်လုပ်ဖို့လိုတာပေါ့နော်အဲ့တော့ကျွန်တော် const နဲ့ sorry data မရေးတော့ဘူးဒီဒီတိုင်းမှာကျွန်တော်ရေးလိုက်တော့ okay model.find နဲ့ .then ဒါဒါဆိုအကုန်ယူလိုက်တာဗောနော်ဒီ article model ကနေကျွန်တော်အကုန်ယူလိုက်တာဒီမှာသူကနားလည်သွား article model okay အဲ့တော့ဒီမှာ article model.find okay .then okay အာဒီမှာ response တခါလေးလုပ်လိုက်မယ် response.json နဲ့အာဒီ d ကိုကျွန်တော်တစ်ချက်ထုတ်ကြည့်အောင် okay တစ်ချက်ကျွန်တော်ကြည့်ကြည့်အောင်ဒီမှာအန်ဒါတစ်ချက်လာခောက်ကြည့်မယ်အဲဒါဆိုရင် article အာ document နဲ့ဟာဒီအားလုံး data တွေအားလုံးထွက်လာတယ်ပေါ့နော် collection နဲ့ဟာဒီအားလုံးထွက်လာတယ်ပေါ့နော်အဲ့ဒီဟာကျွန်တော်အများနဲ့လွှဲတယ် okay နောက်ထပ်ဒီ language share ဟာလေးကျွန်တော်နည်းနည်း share ကြည့်အောင်အဲ့ language share ရာဆိုတော့ cons နဲ့ဒါဘယ်လိုနာမည်ပေးထားလဲမသိဘူး language share okay အဲ့တော့ဒါ language model ပေါ့နော် equal okay mongoose dot model နဲ့ဒါ languages ပေါ့နော်အနောက်မှာ language မှာဘာတွေပါလဲဆိုတော့ slack နဲ့ name နဲ့နှစ်ခုပေါ့နော် id ကတော့မလိုဘူးဒါ slack ဒါ stream slack ရဲ့ name ရဲ့ name ကလည်း string stream okay ဒီကောင်းလေးခုနကျွန်တော် comment ပေးထားလိုက်မယ်အဲ့တော့ language model dot find နဲ့ကျွန်တော်အကုန်လုံးလမ်းပြီးတော့ရှာလိုက်မယ် dot then โอเคဒီဒီကကြိုက်တာပြီးလို့ရရပါတော့ console.log နဲ့โอเคဒီ data ကိုကျွန်တော်တစ်ချက်ထုတ်ကြည့်မယ် go error လာအော် console မှာဒီကျွန်တော်တစ်ချက်လာထုတ်လိုက်လို့ sorry response မလုပ်ဘဲနဲ့ is register နဲ့ okay data ကိုတစ်ချက်ထုတ်လိုက်မယ်အဲဒါဆိုရင် language တွေက data တွေအားလုံးထွက်လာတယ်ဗောနော် ကဲအဲ့တော့ကျွန်တော်နောက်သင်ခင်စာတခုမှာဒီလိုမျိုး approach လေးနဲ့ပဲကျွန်တော်တို့ CIVD operation လေးတခုလာလာပြီးတော့အာရေးကြည့်အောင်ပေါ့နော်။ Okay အားလုံးပဲကျေးဇူးပါ